ဂျပန်မှာပဲရှိတယ် relationship များနံပါတ်1အသက်60ကျော်กว่าတဲ့ဇုံတွေဒီလိုကြာရင်လူကြီးမင်းကအသက်80ကျော်အဖိုးကြီးကပတ်စံရှိလို့ဆိုပြီးတော့စော်ငငယ်လေးတပွေကိုအမ်းပြီးတော့တွဲတာဆိုပြီးတော့ထင်နိုင်ပါလိမ့်မယ်ဒါပေမဲ့အခုကအသက်80ကျော်ဖောက်ဖောက်နဲ့အသက်23နှစ်အရွယ်ကောင်လေးတို့ရဲ့အချစ်ဆက်လန်းလေးပဲဖြစ်ပါတယ်အသက်63နှစ်ရှိပြီဖြစ်တဲ့ဖောဖောရဲ့နာမည်ကတော့အာဟီကိုဖြစ်ပြီးတော့သူမဟာအိုဆာကာမြို့မှာနေပြီးတော့မြေးတောင်မှာ9ရောက်ရှိတဲ့ပြင်အိမ်တောင်တောင်မှာ20ကျပြီးတာပါ ကောင်လေးကတော့အသက်23နှစ်အရွယ်တက္ကသိုလ်ကျောင်းသားဖြစ်ပြီးတော့နာမည်ကတော့ခိုဖူးလို့ခေါ်ပါတယ်။အသက်83နှစ်ရှိပြီဖြစ်တာတော့စွန်နေစဲဖြစ်တယ်ဖွားဖွားကိုကြည့်ပြီးတော့အခုကြည့်နေတဲ့လူကြီးမင်းကတော့အခုဒီမူးလို့ရှူစရာရီးစားတော့မရှိတာကြောင့်ဘဝကတော်တော်လေးကိုတနာဖို့ကောင်းနေမှာပါ။သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကတော့ကောင်လေးဟာသူ့တငယ်ချင်းတက္ကသိုလ်အတန်းပေါ်ရဲ့အိမ်ကိုတွားလည်ရင်းနဲ့ဖွားဖွားနဲ့တွေ့ခဲ့တာဖြစ်ပြီးတော့မြင်မြင်ချင်းမှပဲအရန်ကိုချစ်သွားခဲ့တာလို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်အသက်83နှစ်မှာဒီလိုဂျပန်ကောင်လေးချောချောလေးလေးရနိုင်သေးတာကြောင့်အခုကြည့်နေတဲ့အပြိုကြီးတွေလည်းစိတ်တမကြဘူးအကြံပေးချင်ပါတယ်ခင်ဗျာ။နှစ်ပတ်နှစ်အနည်း20ကျော်စကားမပြောခဲ့တဲ့လီမီယာပုံမှန်ချစ်သူဆုံးတွဲတွေတော်တော်များများရံဖြစ်စကားများကြရင် အနည်းဆုံးတစ်ရက်နဲ့အများဆုံးတစ်ပတ်လောက်ပဲစကားမပြောပဲနေကြမှာပါ။ဒါပေမဲ့ဂျပန်မှာတော့လီမီယာတစ်ယောက်ဟာစိတ်ကောက်ပြီးတော့နှစ်20ကျော်စကားမပြောပဲနေခဲ့ကြပါတယ်။ 1998ခုနှစ်မှာဂျပန်လူမျိုးအိုတိုခါတာယာမဆိုတဲ့လူဟာယူမီဆိုတဲ့အမျိုးသမီးနဲ့အိမ်တော်ကျပြီးတော့ကလေး၃ယောက်မွေးဖားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတကယ်တော့တတော်လေးကိုချစ်ကြပြီးတော့တယောက်ကိုတယောက်နဲ့အရန်ခင်ယူဆိုင်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့ရဲ့တတရားမြောက်ကလေးမွေးဖားပြီးတဲ့အခါမှာတော့သူမိန်းမယူမီဟာကလေး၃ယောက်နဲ့ပဲအလုံးရှုံနေခဲ့ရပါတယ်။အဲဒါကြောင့်သူမဟာသူ့ယောက်ျားအိုတိုကိုအရင်လိုခင်ယူဆိုင်မှုတွေကို မပေးနိုင်တော့ပါဘူး။ ကြောင့်ပဲသူ့ယောက်ျားဟာအဲ့ဒီဂိယူဆန်းမှုတွေကိုသူ့ကိုမပေးဘဲနဲ့ကလေးတွေကိုပဲပေးနေတာကြောင့်သူ့ကလေးတွေကိုမနာလိုဖြစ်ခဲ့ပြီးတော့သူ့မိန်းမကိုလုံးဝစကားမပြောဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမိန်းမကတော့ဘာလို့လဲဆိုပြီးသိကျင်တာကြောင့်သူ့ယောက်ျားကိုစ조사မင်းမြတ်ခဲ့ပြီးတော့စကားပြောခဲ့ပြီးမြဲသူကတော့ဘာမှမပြောဘဲနဲ့ခေါင်းကြီးခေါင်းခါလောက်ပဲပြန်ပြီးတော့လုခဲ့ပါတယ်။ဒီလိုနဲ့နှစ်20လောက်ကြာသွားခဲ့ပြီးတော့အဲ့ဒီလိုနဲ့2018ခုနှစ်မှာသူတို့ရဲ့အငယ်ဆုံးသားလေးဟာအသက်18နှစ်ကိုပြည့်သွားခဲ့ပါပြီ။ သူတို့ရဲ့အငယ်ဆုံးသားလေးဟာလူမန်းတိတက်ကလေးကသူ့မိဘတွေကစကားပြောတာကိုတခါမှမမြင်ဘူးခဲ့ပါဘူး။အဲဒါကြောင့်သူဟာသူ့မိဘတွေအဲ့ဒီလိုဖြစ်နေတာကိုစိတ်ကုန်ခဲ့ပြီးတော့သူဟာနာမည်ကြီး TV show တစ်ခုကိုကွန်တက်လုပ်ခဲ့ပြီးတော့သူ့မိဘတွေကိုပြန်အဆင်ပြေအောင် TV show ကအစီအစဉ်ရိုက်ပေးဖို့ကိုသူဟာအဲ့ဒီကုမ္ပဏီကိုအကူအညီတောင်းခဲ့ပါတယ်။ဒါကိုအဲ့ဒီ TV show ကုမ္ပဏီကလည်းလက်ခံခဲ့ပြီးတော့သူတို့ဟာအိုတိုးဦးနဲ့ယူမီတို့ရဲ့ပထမဆုံးတွေ့ခဲ့တဲ့ပန်းချန်လေးမှာ TV show ကိုရိုက်ကူးခဲ့ပါတယ် ဲ့ဒီမှာပဲအိုတိုးကယူမီကိုပထမဆုံးအချိန်ပြန်ပြီးတော့စကားပြောခဲ့ပြီးတော့အဲ့ဒီအခါကျတော့မှသူဟာသူမိမကကလေးတွေကိုပဲဂယူးဆိုင်နေခဲ့ပြီးတော့သူ့ကိုဂယူးမဆိုင်တော့တာကြောင့်တဝင်တူပြီးတော့အခုလိုစကားမပြောခဲ့တာဖြစ်ကြောင်းကိုဖွင့်ဟခဲ့ပါတယ်ပြီးတော့သူဟာယူမီကိုလည်းပြန်လည်တောင်းပန်ခဲ့ပြီးတော့မိသားစုအတွက်တာဝန်ကြီးခဲ့ပါတယ်။သူမသွားပါတယ်ဟုဆိုကသူမိမကိုအရင်လိုပြန်နေခွင့်ရမလားဆိုပြီးတော့တောင်းဆိုခဲ့ပါတယ်။ မိန်မကလည်းဒါကိုပြန်လည်လက်ခံခဲ့ပြီးတော့သူတို့တယောက်ပြန်အဆင်ပြေနေတာကိုကြည်ရင်လည်းသူ့သားဟာမျက်ရည်တွေတော့မှမထိနိုင်အောင်ဖြစ်ခဲ့ရပါတယ်ကဲအဲ့လာကြောင့်အခုကြည့်နေတဲ့လူကြီးမင်းလည်းယောက်ျားရပြီးရင်လည်းအိမ်လုံးတွေပဲဆွတ်လို့မနေကြဘဲနဲ့ကိုယ့်ယောက်ျားကိုလည်းဂယူးဆိုင်ဖို့အကြံပေးကြပါလေခင်ဗျာမဟုတ်ရင်သူ့လိုစကားမပြောတော့တာမျိုးမဟုတ်ဘဲနဲ့နောက်တစ်ယောက်နောက်ကိုပတ်သွားမှဆိုလို့ပါခင်ဗျာနပတ်တော့ကာတွန်းနဲ့လက်ထပ်ခဲ့တဲ့ဂျပန်လူမျိုး ဒီလိုပြောရင်တကယ်လည်းဟုတ်ပါမလားဆိုပြီးတော့အခုကြည့်နေတဲ့လူကြီးမိန့်ကတွေးကောင်းတွေးနိုင်ပါလိမ့်မယ်။ဟုတ်ပါတယ်။2018ခုနှစ်မှာအာကာယီကိုခွန်တာလို့ခေါ်တဲ့ဂျပန်လူမျိုးတဝက်ကကာတွန်းဆက်ကောင်ဟာဆူနေမီခုနဲ့တကယ်ကြီးလက်ထပ်ခဲ့တာပါ။လက်ထပ်တယ်ဆိုတာလူကြီးမိန့်တို့လိုလမ်းထိပ်ကဓမ္မယုံမှာမဟုတ်ဘဲနဲ့တကယ်ကိုခမ်းမကြီးကြီးငါးပြီးတော့ကိုမင်္ဂလာပွဲနဲ့တက်ရောက်သူတွေနဲ့တရားဝင်ကိုလက်ထပ်ခဲ့တာပါ။ဒီဟာဆိုနေမီခုဆိုတဲ့ဇက်ကောင်လေးကတကယ်တော့ဂျပန်တချင်းတွေတည်ဆိုတဲ့ဇက်ကောင်လေးပဲဖြစ်ပါတယ်။ ဒီအမျိုးသားဟာအဲ့ဒီကတ်တုန်းဆက်ကောင်တီဆိုခဲ့တဲ့ Miracle Paint ဆိုတဲ့တခြင်းလေးကိုအရန်သဘောကျခဲ့ပြီးတော့အချစ်မိသွားတာလို့လည်းဆိုပါတယ်။အဲ့ဒီတခြင်းလေးဟာလည်း YouTube မှာရှိပြီးတော့တွားရောက်ပြီးတော့ကြည့်ရှုအားပေးလို့လည်းရပါတယ်ခင်ဗျာ။သူ့ဘဝလေးကလည်းတကယ်တော့ဂျပန်တွေရဲ့ထုံးစံတိုင်းအလုံးမှစိတ်ပင်ပန်းတာတွေနဲ့အလုံးပြနေတာကြောင့်ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်အထီးကျန်နေခဲ့ရတာပါ။အဲ့ဒါတွေကိုသူဟာဒီကတ်တုန်းဆက်ကောင်လေးကြောင့်ကြော်ဖြတ်နိုင်ပြီးတော့ပျော်ရွှင်မှုတွေကိုပြန်ရခဲ့တာလို့လည်းဆိုပါတယ်။အိမ်မှာဆိုလေတူတူအဲ့ဒီအယုတ်လေးနဲ့စားလိုက်စကားတွေပြောလိုက်နေတကယ်လင်မရလို့နေကြတာပါ ကိုကြည့်ပြီးတော့ကြောက်လို့တော့နိုင်ပေမဲ့တကယ်တော့ဒီလိုကတုံးကိုလက်ထပ်တာဟာတကယ်လူတက်ဆိုင်ရင်နားအိမ်မယ်လို့တော့ထင်ပါတယ်ခင်ဗျာတကယ်လူလို့ဟိုဟာလေးဝယ်ပေးပါဟိုဒီဟာလေးဝယ်ပေးပါလို့လည်းပူဇာနေမှာမဟုတ်တာကြောင့်ပတ်စံအကုန်ကြလေတတ်တာစီမှာပါအဲ့ဒါကြောင့်လူကြီးမင်းရဲ့ကောင်လေးကဂျပန်ရောက်နေရင်သူ့ကိုတိတ်ပြီးတော့စိတ်ညစ်အောင်မလုပ်ဖို့တော့အကြံပေးနေပါလေတော်ကြလူကြီးမင်းကိုပြစ်ပြီးတော့အယုံမနဲ့လက်ထပ်တော့မှာစိုးလို့ပါခင်ဗျာ ဟုတ်ကဲ့ပါဗျာဒီလိုဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနောက်လည်းကြည့်လို့ရအောင်ဗီဒီယိုလေးကို like and share လေးလေးလုပ်ထားပေးပါဦးဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတတား